digital product ထိဝယ်ခြင်းတဲ့အခါလူတယောက်ကိုစာပို့ reply ဆောင်အဲ့လိုအဆင့်တင်တဲ့အချင်းကုန်ခံနေရတော့ပဲလားဒီနေ့တော့အဲ့ဒီဒုက္ခတွေကိုကြော်လွားနိုင်မယ် premium ဘိုင်း PG Telegram bot ကိုဘယ်လိုအလွယ်တကူသုံးမလဲဆိုတာပြောပြပေးတော့မှာပါဆိုတော့ဒီ bot ကပါလဲဆိုရင် VPN keys တွေ web templates တွေလိုမျိုး digital ပစ္စည်းတွေကိုလူကိုယ်တိုင်ဝင်ရောက်ဆရာမလို့ပဲအလွန်လျောက်ရောင်းချပေးတဲ့စနစ်တစ်ခုပေါ့ အဓိကကတော့24နာရီပတ်လုံးကိုလိုချင်တဲ့အချိန်မှာချက်ချင်းဝယ်ချက်ချင်းတုံးနိုင်ပါတာပါပဲ။ကဲဒီဘောကနေဘာရီဝယ်လို့ရနိုင်လဲ။အခုလောလောဆယ်မှာတော့အဓိက product line နှစ်ဖြူရှိပါတယ်။ line ဆွဲအားကောင်းပြီးလုံခြုံတဲ့ VPN keys တွေနဲ့လုပ်ငန်းသုံးဝက်အတွက်အသေးအေးဆွဲထားတဲ့ e-commerce web templates တွေပဲဖြစ်ပါတယ်။ဒီဘောကိုစတုံးဖို့ကဘာမှမခက်ပါဘူး။ Telegram Tailwind ဘောကိုရှာပြီးတော့ /start ဆိုရလေးရိုက်ထည့်လိုက်ရုံပဲ။ ဒါဆိုရင်အဓိကဆမ်မင်နာကိုတန်းရောက်သွားမှာပါ။ Okay အဲ့ဒီပင်မမန်နျူကိုရောက်ပြီဆိုတာနဲ့ဘိုးကပါတီလော့ပင်းနိုင်လဲဆိုတာကိုကြည့်လို့ရပါသည်။ဒီမှာဆိုရင်အဓိကခလုတ်၄ခုတွေ့ရမယ်နော်။ PC တွေရှော့ကြည့်မလား။ကိုရွေးထိုင်းလာလေကိုကာချင်းမှာပြန်စစ်မလား။ဒါမှမဟုတ် VPN app တွေလိုချင်လက်လီကနေတောင်းလို့ရတယ်။အရေးကြီးဆုံးကတော့ဟောဒီ admin ကမဆောင်မဲ့ VPN key ချက်ချင်းထုတ်တဲ့ feature ပါပဲ။တခုချင်းစီဘလို့အလုပ်လုပ်လဲကြည့်လိုက်ကြရအောင်။ကဲဟုတ်ပြီ။ဒါဆိုတကယ်တမ်း PC တစ်ခုဝယ်ကြည့်ရအောင်။ အဆင့်တွေကဘလောက်လွယ်ကူရိုးရှင်းလဲဆိုတာကြည့်လိုက်ကြမယ်။အရန်လွယ်ပါရဲ့။ပထမဆုံးအညီနဲ့ဟောဒီပစ္စည်းများဆိုတဲ့ကလပ်လေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးပြီဆိုရင်ကိုလိုချင်တဲ့ category ကိုရွေးရုံပဲ။ VPN လား၊ web template လား၊ကိုစုဝင်စားတာကိုရွေးလိုက်တာနဲ့ပစ္စည်းတစ်ခုချင်းစီရဲ့အသေးစိတ်အချက်လက်တွေ၊ဈေးနှုန်းတွေအကုန်လုံးကြားလာပါလိမ့်မယ်။ Okay ကိုသဘောကျတဲ့ PC တွေ့ပြီဆိုပါစို့။အဲ့ဒါဆိုကာသေးသေးရန်ကိုနှိပ်မယ်။ ပြီးရင်အရွယ်တော့ဘလောက်လိုချင်လဲရွေးမော့တခုကနေ10ခုအထိရွေးလို့ရတယ်အရွယ်တော့လဲရွေးပြီးပြီဆိုရင်အတီးပြူရန်ကိုနှိမ့်လိုက်တာနဲ့ရှက်ကိုကားသေးကိုရောက်တော့ပါပြီကားထဲကိုဖြစ်စီတွေထိပ်ပြီးသွားရင်လဲစိတ်မပူပါနဲ့ကျွန်တော်ဤကဆိုတာကိုနှိပ်ပြီးအချိန်မရွေးပြန်စစ်လို့ရတယ်အထဲမှာအရေးအတွက်ပြန်ပြင်ချင်တာပဲဖြစ်ဖြစ်မလို့ကျွန်တော်တဲ့ဖြစ်စည်းကိုပြန်ထုတ်ချင်တာပဲဖြစ်ဖြစ်အားလုံးလုပ်လို့ရပါတယ်။ကဲကာထဲကပြူစီတွေလည်းတေချာပြီ ဝဲဖို့လဲဆုံးဖြတ်ပြီးပြီးဆိုရင်နော်နော်ဆောင်အဆင့်မွဲဘလူရှင်းမလဲဆိုလဲအပိုင်းကိုတွားကြမယ်အကုန်လုံးစင်ပြေပြီးဝဲရောမယ်ဆိုတာတေးကြတာနဲ့ချက်ကောက်လုံရန်ဆိုတဲ့ခလုတ်လေးကိုသာနှိမ့်လိုက်ပါဒါဆိုရင်ငွေပဲချစ်တဲ့အဆင့်ကိုရောက်ပါပြီငွေချေဖို့အတွက်ဆိုရင်လက်ရှိမှာအသုံးအများဆုံးဖြစ်တဲ့ KBZ Pay AirPay နဲ့ Wave Pay ဒီသုံးမျိုးနဲ့လက်ခံပေးထားပါတယ်ငွေချေတဲ့ process ကလည်းအရင်ရှင်းနေအဆင့်ဆုံးစင်ပဲနံပါတ်၁ ပေါ်ပြပါတဲ့ QR code ကို co-payment app နဲ့ scan ဖတ်မယ်။နံပါတ်1ကြာတဲ့ငွေကိုလွှဲပေးလိုက်မယ်။ပြီးတော့နောက်ဆုံးအဆင့်ကတော့အဲ့ဒီငွေလွှဲထားတဲ့ screenshot ကို bot ကြီးကိုပြန်ပို့ပေးလိုက်ရုံပါပဲ။လွယ်လွယ်လေးနော်။ screenshot ရောက်တာနဲ့အမင်းဘက်ကငွေဝင်တာကိုခဏလေးစစ်ပြီး confirm လုပ်ပေးပါလိမ့်မယ်။သူတို့ဘက်ကအတီးပြူးလိုက်ပြီးဆိုတာနဲ့ကိုစီကို notification ရောက်လာမယ်။ပြီးတော့ဝယ်ထားတဲ့ PC ကိုချက်ချင်းသုံးလို့ရပါပြီ။ဒါကတော့ပုံမှန်ဝယ်တဲ့နီးလမ်းပေါ့။ဒါပေမဲ့ ီပေါ်မှာအဲ့ဒီထက်ပိုမိုက်တဲ့ပိုမြန်တဲ့ feature တခုရှိသေးတယ်။အထူးသဖြင့် VPN key တွေကို admin အတီးဘူးချက်တော့မဆောက်မယ်ချက်ချင်းလိုချင်တဲ့သူတွေအထောက်ပေါ့။စဉ်းစားကြည့်လေ admin confirm လောက်တာကိုတောင်စောင့်မနေချင်ဘူး။ VPN key ကိုချက်ချင်းအခုချက်ချင်းလိုချင်နေဆိုရင်တော့ဘယ်လိုလုပ်မလဲ။အဖြေကတော့ send service dashboard ပါပဲဒီမှာရှင်ကြည့်လိုက်အောင်ပုံမှန်ဝယ်ရဲ့ admin စစ်တာကိုစောင့်ရတယ် dashboard ကနေဆိုရင်တော့ကိုယ့်ဘာသာ key ကိုချက်ချင်းထုတ်ယူလိုက်ရုံပဲစောင့်စရာလုံးဝမလိုတော့ဘူး ဒေးဒက်ရှ်ဘော့ထဲမှာလုတ်လို့ရတာတွေကအများကြီးပဲကို account ထဲကိုပိတ်ဆံကြိုဖိထားလို့ရတယ် VPN key အသစ်တွေလိုတလောက်ထုတ်လို့ရတယ်ကိုသုံးနေတဲ့ key တွေကိုကန်ကြည့်လို့ရသလိုငွေပိတ်ချိမှုအမှတ်တမ်းတွေတက်တန်းကုန်မဲ့ရက်ဒီအကုန်လုံးကိုတနေရာထဲမှာစီမံခန့်ခွဲနိုင်သွားမှာပါပြတော်လေဝယ်ယူမှုတစ်ခုပြီးသွားတိုင်းမှပေါကနေဒီလိုမျိုးကျေးဇူးတင်စကားလေးကိုအလိုလျောက်ပို့ပြီးအောင်မှတေးသေးလေးဖြစ်ဖြစ်မစ်တုံရတာပို့ပြီးတော့အဆင်ပြေစေတဲ့အချက်တစ်ချက်ပေါ့ ကဲဒီလောက်ဆိုရင်တော့ premium by BG box ကိုဘယ်လိုသုံးရမလဲဆိုတာအစအဆုံးသဘောပေါက်လောက်ပြီးထမ်းပါတယ်အခုပဲကိုတိုင်ဝင်ပြီးစမ်းသုံးကြည့်လိုက်ချင်းနေပြီမဟုတ်လားဒါဆိုရင်တော့ Telegram မှာ @premium by BG box ဆိုတဲ့ username ကိုဒါရိုက်ရှာပြီး အခုပဲစတင်လိုက်ပါတော့ဒီနေ့ဒီလမ်းညွှန်လေးကိုအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်